်မင်္ဂလာပါ English with Niji ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပညာရေးနဲ့သက်ဆိုင်တဲ့စကားလုံးလေးတွေကျောင်းလဲသက်ဆိုင်တာမျိုးလေးတွေကိုလေ့လာကြမှာဖြစ်ပါတယ် They may go to a nursery school between the ages of 3 and 5တုံးနှစ်ကနေ9နှစ်အတွင်းမူကြိုသွားရရတယ် ဒါတော့ကလေးငယ်ငယ်လေးတွေပေါ့နော်ဟိုအတန်းကြီးတွေမဟုတ်သေးဘူးစာရေးသင်ရတာမဟုတ်သေးဘူးဒီတိုင်းပဲအပျော်သဘောနဲ့သူတို့ရဲ့ဒီပေါသေးဆဆန်ရေးလေးတွေတငယ်ချင်းလေးတွေနဲ့နေရတာလေးတွေတိုးတက်လာအောင်ပို့ရတဲ့အကြောင်းလေးဖြစ်ပါတယ် Nursery School His English progress is very good this year ဒီနေ့သူ့ရဲ့အင်္ဂလိပ်စာတိုးတက်မှုကကောင်းတယ်ဆိုတော့ဒီမှာကသူကအင်္ဂလိပ်စာကို လေးလာခဲ့တာလုတ်ခဲ့တာကတော့ကြာပြီပေါ့เนาะအဲဒါပေမဲ့သူဒီနှစ်ကြာရင်ဒီနှစ်ကြာတော့သူအင်္ဂလိပ်စာတိုးတက်မှုအရင်နှစ်တည်းကထက်ပိုပြီးတော့ကောင်းလာတယ်တိုးတက်လာတယ်ဆိုတာကို ပြောရှင်းတာဖြစ်ပါတယ်ဆိုတော့ဒီမှာ progress ဆိုတာကအရှိကလုတ်ပြီးသားတွေလည်းရှိတယ်အဲဒီခုကြောင့်ပိုပြီးတော့ကောင်းလာတာပေါ့เนาะအဲ့ဒါကိုပြောရှင်းတာဖြစ်ပါတယ် My cousin goes to a comprehensive school where all students study together. ကျောင်းသားတွေအားလုံးကလေးတွေအားလုံးအတူတူလိလာတဲ့အကြောင်းကို ကျွန်တော်ရဲ့ညီကိုဝန်ခွဲကသွားတက်တယ်ပေါ့နော်အဲ့တော့ဒီမှာ comprehensive school ဆိုတာကဟိုညံရင်ညံသွေးကိုမခွဲခြားဘဲနဲ့အကုန်လုံးကိုဒန်းတူတင်ပေးတဲ့ကျောင်းမျိုးကိုရှုလို့ရှင်တာဖြစ်ပါတယ် I finished my secondary school in Mandalay ကျွန်တော်အလေတန်းကို မန္တလေးမှာတက်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီ ဟို middle school လို့မသုံးဘူးပေါ့နော် secondary school အလဲတန်းကိုတော်မန်နေမှာပြီးခဲ့တာတက်ခဲ့တာဖြစ်ပါတယ် most children in my town attend a public school near the market ကျွန်တော်တို့မြို့ကကလေးတော်တော်များများကဒီဇင်သားလေးမှရှိတဲ့အစိုးရအကြောင်းမှာပဲတက်ကြရတယ်ပြောနော် တက်ကြတာများတယ်ပေါ့ဆိုတော့ဒီမှာဆိုရင် public school အစိုးရအကြောင်း she went to Rangoon University for higher education အစီအမည်ပညာကိုလေ့လာဖို့သူမကရန်ကုန်တက္ကသိုလ်ကိုသွားခဲ့တယ်အဲဒီမှာဆိုရင် higher education အခြေခံပညာပြီးတော့အစီအမည်ပညာပေါ့နော်အဲဒီမှာဆိုရင်တက္ကသိုလ်ပညာကိုကြီးညွှန်းပြောကြတော့ကြီးထားတာဖြစ်ပါတယ် If you did badly in the exam, you have to resit an exam. စာမေးဝေးကောင်းကောင်းမဖြေခဲ့ရင် ာမျိုးပဲပြန်ဖြေရမယ်အဲ့တော့ပြန်ဖြေရမယ်ဆိုတာကို reset ဟိုတပြန်ထိုင်ရမယ်ပေါ့နော်အာ reset and exam if you skip classes you will probably do badly in the exam အတန်းလေးရင်မင်းဆာမျိုးပဲဖြေနိုင်မှာ မဟုတ်ဘူးပေါ့အဲ့တော့ဒီမှာကတော့ဟိုဒီခေအခြေအနေရတုံးထားပေါ့နော် ဒီခေတ်မှာဒီဘက်ခေတ်မှာသုံးနေရှိတဲ့စကားလုံးလေးပေါ့ skip classes အတန်းကြီးကိုကြော်တယ်ဆိုတာကအတန်းလစ်တာမျိုးပေါ့နော် skip classes During the pandemic many students studied through distant learning on their phones ကဘာလုံးဆိုင်ရာယောဂဖြစ်နေတော့မှာကျောင်းသားတွေအများကြီးအဝေးကနေပဲဖုန်းနဲ့တင်ယူကြတယ်လေ့လာကြတယ် ါတော့အားလုံးကြည့်တဲ့အတိုင်းဒီ COVID-19 pandemic ပေါ့နော်အဲတစ်ကမ္ဘာလုံးဒီ COVID-19 ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်အပြင်းလဲမထွက်ရဘူးဟုတ်တယ်နော်ဆိုတော့အဲ့ဒီအချိန်မှာကျောင်းသားတွေအများစုကတော်တော်များများကပေါ့နော် distant learning အဝေးသင်ပြောရှင်တာအဝေးသင်ပေါ့နော် distant learning နဲ့သင်ယူကြတယ် distance learning Our school uses blended learning with both online classes and face-to-face -face lessons. ဒီငါတို့အကြောင်းက online ကနေရောလူတွေရောတင်ကြပေးတယ်ပေါ့နော်အဲ့တော့ဒီမှာပြောရှင်တာကဟိုဒီ blended learning ဆိုတာတော်တော်လေးခက်စားနေတာပေါ့နော် online ကနေလည်းပဲသူတို့တင်နေပြီးတော့ဒီလူတွေလည်းတင်ပေးတယ်ပေါ့ဒါကကြတော့ website ကနေပြီးတော့သူတို့တင်ထားတဲ့သင်ခန်းစာတွေကိုကြည့်ရတယ်နားမလည်တာရှိလို့ရှိရင်လည်း face to face မေးလို့ရတယ်ပေါ့နော်နှမျိုးစလုံးကိုသုံးပြီးတော့တင်ကြတာကိုဆိုလိုတာဖြစ်ပါတယ် I was so happy to pass my English exam. အင်္ဂလိပ်စာမေးပွဲအောင်လို့ပြောတယ်။အဲဒါကတော့ဒီ pass ပေါ့နော် success လို့မသုံးရဘူး pass အောင်တယ်လို့သုံးလို့ရပါတယ်။ She is studying hard for the university entrance exam. တက္ကသိုလ်ဝင်ခွင့်အတွက်သူမကြိုးစားနေတယ်။အဲ့တော့ဒီတက္ကသိုလ်ဝင်ခွင့်လို့ပြောတဲ့အခါမှာအရင်တုန်းကတော့ဒီ10တန်းပေါ့နော်ဒါပေမဲ့အခုကျတော့ဒီ grade 12ရောက်သွားပြီပေါ့နော်စနစ်တည်းအရ so university entrance exam တက္ကသိုလ်ဝင်ခွင့်ဆောင်မိပွဲ Wearing the school uniform is compulsory in our school. ကျောင်းမှာ uniform ကို မဖြစ်မနေဝေးရတယ်။အဲ့တော့ဒီမှာဆိုရင် school uniform ကျောင်းတူညီဝတ်စုံပေါ့နော်။ဒါကျောင်းကသတ်မှတ်ထားတဲ့ဝတ်စုံတွေကိုပြောတာဖြစ်ပါတယ်။ compulsory ဒါတော့မဖြစ်မနေလုပ်ရမယ့်အရာမျိုးကိုဆိုလိုချင်တာဖြစ်ပါတယ်။ compulsory we have our end of year exams in february february လမှာကျွန်တော်တို့နှစ်ဆုံးစာမေးပွဲရှိတယ်ဒါတော့ဟိုဖြည့်နေကြပဲပေါ့နော်ကျောင်းသားအားလုံးဖြည့်နေကြပဲသူတို့ရဲ့နှစ်တစ်နှစ်အဆုံးမှာနှစ်ဆုံးစာမေးပွဲဆိုပြီးတော့ဖြည့်ရတယ်ဆိုတော့ဒီဟာကို end of year exams လို့ခေါ်ပါတယ်ဒီနေ့မှာတော့ကျောင်းနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့စကားလုံးလေးတွေကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်